ဒီနေ့ Microsoft အထဲမှာစာလေးတွေအောက်မှာ line တားတဲ့ပုံစံလေးလုပ်ကြည့်မယ်။အဲ့တော့အရင်ဆုံးစာရဲ့အောက်မှာ line တားဖို့အတွက်ဆိုရင် table ခေါ်ထည့်ပြီး line တားတဲ့ပုံစံလေးလုပ်ကြည့်မယ်။အဲ့တော့ insert ထဲက table insert table နော်။လိုချင်တဲ့ column အရေးအတွက် column 3ခု၊ row 3ခုယူမယ်။အဲ့အဲ့ထဲမှာလိုချင်တဲ့စာအနေအထားကိုအချင်းအကျယ်ချုပ်လို့ရတယ်။အဲဒါဆိုစာလေးကိုချုပ်ထားမယ်။နောက်ဒီဘက်မှာလည်းအဲ့လိုပဲ ဘောင်လေးမှာညှားနှစ်ခုဖြစ်အောင်ထားပြီးတော့ချုပ်။လိုဂျန်နာဒီမှာအညီရိုက်မယ်ပေါ့။ဒီနားလေးမှာကနာမည်ထည့်မယ်နော်။ပြီးရင်ဒီဘက်လေးမှာထပ်ပြီးတော့ရိုက်ချင်သေးတယ်။အဲ့တော့ဒီမှာဆိုလဲအဲ့လိုပဲညှားလေးနှစ်ခုဖြစ်အောင်ထားပြီးတော့ဒီလိုမျိုးလေးပြန်ပြီးချုပ်ထားလိုက်။အဲ့တော့ဒီထဲမှာမြမစာရဲ့မှာဖြစ်တဲ့အတွက်ဆက်လက်မှတ်မယ်။ table တစ်ခုလုံးဒီလို၄ခုညှားလေးခုဖြစ်အောင်မိထားပြီးဆက်လက်မှတ်ပြရမယ်နော်။ဒီ home tab ထဲကအပေါ်မှာ key down sub form ပြီးပြောင်းမယ်။ key wire enter ။ ပြီးတော့ဒီထဲမှာစာဆိုင်ရတော့မယ်အခု control shift အခုပြီးရင်အောက်မှာဗာလေးဆက်ရိုက်တယ်မယ်ဆိုရင်ရာဒူးပြီးရင်တော့ဒါဆိုရင်မှားပြီး enter column ကြီးอ่ะ best way နှိပ်တိုင်းပြန်ကြုံသွားမယ် down arrow key နှိပ်ပြီးတော့သူက laser table ကို out တစ်ခွက်ချင်းစီရွှေ့တဲ့အခါမှာ up arrow key ဒါဆိုအပေါ်တစ်ခွက် down arrow key right arrow key တူတူသုံးလို့ရတယ်เนาะနောက်ဒီဘက်မှာဒီဘက်နေရာမှာဒီစာလေးကို copy ကူးတော့မယ်ဒါကြောင့်ဒါလေးကို select မှာလိုက် စလက်မှတ်ပြီးဒီစလက်မှတ်ထားတဲ့ပုံမှာ right click နှိပ်ပြီးတော့ copy မှာနှိပ်မယ်။လိုချင်တာဒီဘက်အကွက်မှာထားမယ်။ဒါဆိုရင်အကွက်မှာ click နှိပ်ပထမတစ်ချိန်မှာ click နှိပ်ပြီးရင်နောက်ထပ် right click နှိပ်ပြီးတော့ဒီထဲမှာ paste paste မှာထိပ်ဆုံးမှာ insert the new column column အစ်စ်နဲ့ထပ်ယူပါနော်။ဒါကြောင့်မလို့ဒီလိုလေးသွားပါ။အဲ့တော့ဒီဘက်မှာနာမည်ရေးဖို့အတွက်နောက်ထပ်နည်းနည်းလေးချိန်မယ်။နောက်ဒီဘက်မှာရေးကြည့်တဲ့ချက်ကထိပ်ဆုံးမှာ ီထိတ်ဆုံးမှာစာရိုက်ခြင်းတယ်စာရိုက်ခြင်းတယ်မှာ exception point ထားလို့မရတော့ဘူးเนาะညာပဲဖြစ်နေအဲ့လိုအနေထားမှာ table တစ်ခုလုံးကိုဆက်လက်မှတ်ပြီးတော့ cut လုပ်လိုက်ရမယ်ပြီးရင်တော့ရိုက်ခြင်းနဲ့ခေါင်းစဉ်ရိုက်ထည့်မယ်အဲ့တော့ကြတော့ဒီမှာဆိုရင်ကောင်းစင်လေးတစ်ခုရိုက်ထည့်မယ်တက်ခါ enter ခောက်ပြီးသွားတော့မှဒီမှာ face လေးကိုပြန်သွားလိုက်အဲ့တော့ဒီဘက်ဘေးနားလေးမှာသူကဘာလေးသွားမလဲဆိုတော့နံပါတ်လေးတွေရိုက်မယ်နံပါတ်အောက်မှာ line လေးတားခြင်းလားအဲ့အတွက်ဒီမှာပုံနေတဲ့အကွက်ကလေးကို select မှတ်လိုက်မယ် select မှတ်ပြီးသွားရင်ပြင်ရတဲ့နေရာကခိုင်းသုံးနေကြ home depth ရ paragraph ဒါဆိုဒီမှာ print အရင်သွားကြည့်လိုက်မယ် file နဲ့ print သွားကြည့်လိုက်ရင်သူက table ပုံစံဖောင်းလေးပုံနေသူကဘာမပေါ်ခြင်းဘာမပေါ်ခြင်းတဲ့အတွက် table တစ်ခုလုံးအရင်ဆုံး select မှတ်လိုက်မယ် အလတ်မှတ်ပြီးရင် paragraph group တွေကပေါ်တာရဲ့ဒါဝဲရုံးမှာနှိပ်ပြီးလိုးပေါ်တာလေးနဲ့သွားလိုက်ဒါဆိုရင်ဒါကိုဆက်လက်ပြုတ်သွားပြီအဲ့တော့ဘောင်းမပါတော့ဘူးပေါ့အဲ့ဘောင်းမပါတဲ့အချိန်မှာဒီလေအထဲထဲမှာသူကလိုင်းတားကျင်တာလိုင်းတားကျင်တာဖြစ်တဲ့အတွက်ဒီထဲထဲမှာဒီလိုဆက်လက်မှတ်ပြီးတော့ပေါ်တာရဲ့ဒါဝဲရုံးမှာနှိပ်မယ်ပြီးရင်တော့ဗာလေးနဲ့သွားလို့ရလဲဆိုရင်အောက်ဆုံးမှာ border and shading ဆိုတာမျိုးရွေးလို့ရမယ်။အဲ့တော့ border and shading ကိုရွေးပြီးတော့ဒီလို ဒီအကွက်ပေါ့ဒီဆဲခွက်ရဲ့အောက်ဖက်လိုင်းမှာလိုင်းတားမယ်အလဲမှာလိုင်းတားမယ်ဒါကြောင့်မို့လို့ဒီ preview ရဲ့ကိုကြည့် preview ရဲ့မှာအလဲလိုင်းလေးဒါပေမဲ့သူက line ထူလို့ခြင်းဒီရှေ့မှာ line ကိုထူတာလေးရွေးလိုက်ပေါ့နော်သူက line ထူလို့ခြင်းနဲ့ line အပါလို့ခြင်းနဲ့ကိုလို့ခြင်းနဲ့ line ပုံစံကိုရွေးလိုက်တကယ်လို့အဆက်ကလေးလို့ခြင်းနဲ့ဆိုအဆက်ကိုရွေးလိုက်ရတယ်အဆက်လေးကိုရွေးပြီးရင်ဒီမှာလည်းအဆက်ရဲ့ထူတဲ့ပုံစံကိုရွေးရွေးပြီးတော့ရင်တော့လိုချင်တာကသူကအောက်ဖက်ပါလေလိုချင်တာ ဒါကြောင့်အရင်ဆုံးဒီမှာနန်းအရင်ထားလိုက်မယ်။ပြီးအလဲပတန်လေးကိုနှိမ့်မယ်။ပြီးအောက်ဆုံးပတန်လေးကိုနှိမ့်။ပြီး okay နဲ့ထွက်ပြီ။ဒါဆိုရင်ဒီနားလေးမှာအဆက်ကလေးရသွားမယ်။